ားလုံးမင်္ဂလာပါကျွန်တော်ကိုယ့်ကိုအမြဲပြောတဲ့စကားတစ်ခုရှိတယ်ပါလဲဆိုတော့ရပြီးသားအချိန်လေးစက်ထိန်ပါကျွန်တော်ဘာပဲလှုပ်လှုပ်ပေါ့နော်ကျွန်တော်စဖတ်တာပဲဖြစ်ဖြစ်စာရေးတာပဲဖြစ်ဖြစ်နောက်အားသာလှုပ်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကျွန်တော်တို့ဒီငွေစုတာတို့ရင်းနှီးမြှုပ်နှံမှုလှုပ်တာတို့ပေါ့ဒါပဲဖြစ်ဖြစ်ကျွန်တော်တို့အကိုရထားတဲ့ momentum ဒီအချိန်ဟုန်လေးကိုစက်ထိန်ဖို့ရည်ကြီးတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့တစ်ခုခုလုံမယ်တစ်ခု တိဆောက်မယ်ဆိုရင် ဒီစလုပ်တဲ့အချိန်မှာကျွန်တော်တို့ဒီအားထုတ်မှုတွေအများကြီးလုပ်ရတယ်ကျွန်တော်လေ့ကျင့်မှုတွေအများကြီးလုပ်ရတယ်ဒါပေမဲ့ကိုကအရှင်းတစ်ခုရသွားပြီဒါကိုအထိုက်လျောက်ကျွန်တော်တို့ဒီလှုပ်သွားပြီဆိုရင်ဒီအချိန်လေးကိုကျွန်တော်တို့ဆက်ထိန်သွားရုံပဲဒီအချိန်လေးနဲ့လိုက်ပါစီမြော်ပြီးလှုပ်သွားမယ်ဆိုရင်တိတ်ပြီးတော့အားထည့်စရာမလိုဘူးကျွန်တော်တို့အဲ့ဒါအေးအေးဆေးဆေးဆက်ပြီးလှုပ်သွားလို့ရတယ်ပေါ့နော်ဟိုနမူနာတစ်ခုအနေနဲ့ပေါ့ကျွန်တော်စာပုံမှန်ရေးပြတယ်ဒါပေမဲ့အကြောင်းအကြောင်းကြောင့် တစ်ခါတည်းရင်ကျွန်တော်တို့စာရေးတာပြတ်သွားတာလည်းရှိတယ်။ဥပမာတစ်ရက်နှစ်လောက် ပြတ်သွားတယ်မသိတာအောင်ကျွန်တော်တစ်ပတ်လောက်ပြတ်သွားတယ်သိမသိတာသေးဘူး။ကျွန်တော်နောက်နှစ်ပတ်သုံးပတ်ဖြစ်လာပြီဆိုရင်ကျွန်တော်အရှိန်နည်းနည်းလေးတန့်သွားပြီအရှိန်ုံနည်းနည်းလေးရက်ပြက်တယ်လို့ဖြစ်သွားပြီ။ဒါဆိုကျွန်တော်တို့ကနောက်ပိုင်းမှာအပြန့်ရေးတယ်ဆိုရင်နည်းနည်းအားပို့ထည့်ရတယ်။အားပို့ထည့်ရတယ်ဆိုတော့ဥမာရေးခေါင်းထဲမှာရေးစရာပဲတိတ်မရှိသလိုလိုကျွန်တော်အတွေးတွေကမရှင်းသလိုလိုနောက်တစ်ခါတည်းရင်တချို့ကိစ္စတွေကျွန်တော်ရေးဖို့တွန့်နေတာမျိုးတွေပေါ့။ဒါမျိုးတွေဖြစ်တတ်တယ်။ဥမာ အကျွန်တော်တို့ပြီးခဲ့တဲ့ငလင်ကာလမှာဆိုရင်ကျွန်တော်စာရေးတာနောက်ဒီလိုဗီဒီယိုရိုက်တာတွေပဲပြတ်သွားတယ်အဲ့ချိန်မှာနောက်ပိုင်းပြန်လုပ်တဲ့ချိန်မှာတော်တော်လေးအချိန်ပြန်ယူရတာရှိတယ်အဓိကတော့ကျွန်တော်လုံနေကြအရာတွေကိုရှက်ထားတဲ့ချိန်မှာကျွန်တော်တို့အသားမကျသလိုဖြစ်ပြီးတော့ပြန်ဆတဲ့ချိန်မှာပုံပြီးတော့အားထည့်ရတာတွေလောက်ရတယ်ကျွန်တော်တို့ကျွမ်းကျင်တဲ့အရာလုံနေကြအရာတွေကို ရက်ထားတဲ့အချိန်မှာဒါတွေနဲ့ကျွန်တော်တို့ကဒီအသားကြောင်မှုလျော့လာတယ်ဗောနအသားကြောင်မှုလျော့လာတဲ့အခါမှာကျွန်တော်တို့ပြန်ဆတဲ့အချိန်မှာဒါအသက်ဆန်းလို့ဖြစ်လာတာရှိတယ်ကျွန်တော်တို့အချိန်ဟုံးတွေပို့ထဲရတယ်ကျွန်တော်လေ့ကျင့်မှုတွေပို့ထဲရတယ်အားထုတ်မှုတွေပို့လောရတယ်ဗောနဆိုတော့အားကစားလောက်တာနဲ့ပတ်သက်လဲဒီတိုင်းပဲကျွန်တော်ဆိုဒီနှစ်ရက်ကိုတစ်ချိန်ဗောနအခုလောက်လှရှားလေ့ကျင့်ခန်းလုပ်တယ်ကျွန်တော်တို့မတရနည်းပြက်တယ်မသိတာအောင်တစ်ဖက်လောက်ပြက်တယ်မသိတာအောင်မနှစ်ဖက်လောက်ထိရသေးတယ်ဟုတ်ပဲကျွန်တော်တို့၃ဘက်၄ဘက်တလား အလားလောက်ထိကျွန်တော်တို့ပြတ်သွားပြီးမလုပ်ဖြစ်ဘူးဆိုရယ်နောက်ပိုင်းပြန်လုပ်တဲ့အချိန်မှာတော်တော်အားထည့်ရတယ်ဥမာခန္ဓာကိုယ်ကညောင်းညကြိုက်ခဲ့တာတွေပိုဖြစ်တတ်တယ်တခါတည်းကျွန်တော်တို့ဒီကစားပြီဆိုလို့ရှိရင်ခန္ဓာကိုယ်ကလေးလံထိုင်မှိုင်းတာမျိုးပေါ့နော်ဒါမျိုးတွေဖြစ်တယ်ဆိုတော့ဒီဟာကိုကျွန်တော်တို့အရင်အချိန်လေးပြန်ရအောင်ဒါတော်တော်လေးပြန်ပြီးတော့လုပ်ရတယ်ဆိုတော့ကျွန်တော်တို့အလုပ်တစ်ခုလုပ်တာပဲဖြစ်ဖြစ်အလေးချင်းတစ်ခုတိဆောက်တာပဲဖြစ်ဖြစ်ကျွန်တော်စတဲ့အချိန်မှာ ဒီအခက်အခဲတွေအားထုတ်မှုတွေပို့ပြီးထည့်ရတယ်အချိန်ဟုံးတစ်ခုရလာပြီဆိုတော့ဒီအချိန်ဟုံးနဲ့အတူကျွန်တော်တို့စီမျောပြီးလှုပ်ပြီးဆိုရင်တော့ဒါကိုတော့တက်တောင်းတက်တာနဲ့ကျွန်တော်စီမျောလိုက်ပါလို့ရတယ်ဒါကြောင့်မလို့လှုပ်တစ်ခုလှုပ်တဲ့အခါကျွန်တော်အထူးသဖြင့်တော့ legend တိဆောက်တဲ့အခါမှာကျွန်တော်ရှိပြီးသားအချိန်ဟုံး momentum ကိုစက်ထိန်ဖို့အပန်းရည်ကြည်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်